င်္ဂလာပါရှင် Shadow Love ဖိုင်မန်ကနေကြိုဆိုပါရစေ။အဒီနေ့ reading လေးကတော့ Mono D Monthly Channel reading လေးပေါ့နော်။ဒီ October လ2025အတွင်းထဲထဲမှာပေါ့နော်။အတော့ဒီဗာလေးတွေအလောက်ကိုင်းငွေကြေးအချစ်ရေးပေါ့နော်။ပြီးတော့ကျမ်းမာရေးဒီကောင်းစင်လေးတွေကိုမငားလေးလာပေးမှာဖြစ်ပါတယ်။အခုကတော့မေလ ်ဝေဖွာတဲ့သူလေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့မေဘွန်လေးတွေအတွက်ဖြစ်ပါတယ်အဲ့တော့မေလမေဖွာတဲ့သူလေးတွေအခုဒီအောက်တိုဘာလ2025မှာပေါ့နော်အဲ့တော့2025အောက်တိုဘာလအထက်ထဲမှာဘလိုမျိုးသောအလုပ်ကိုင်း energy လေးတွေဖြစ်ပေါ်မလဲဆိုတာကိုမွန်းတို့လေး generally လေ့လာကြည့်ကြပါမယ်ရှင်အဲ့တော့မေလဘွန်လေးတွေအတွက်ဖြစ်ပါတယ်အခုဒီလအောက်တိုဘာလအထက်ထဲမှာ Night of Pentacles ဓမ္မโอเคโอเคအဲ့တော့အလောက်ကနေပတ်သက်ပြီးတော့အာဥပမာပေါ့နော်ကိုအလောက်လျှောက်ထားတဲ့သူတွေပဲဖြစ်ဖြစ်အလောက်တစ်ခုခုကို propose လုပ်ထားတဲ့သူတွေပဲဖြစ်ဖြစ်ကိုကလေနည်းနည်းလေးပေါ့ အာရှောက်ထားတယ်အာတချို့တွေ application apply လုပ်ထားတယ်ပေါ့နော် application form တင်ထားတယ်ကြန့်ကြာနေတယ်ဒို့ပေမဲ့ဒီလတဲ့တဲ့မှာလေဟိုဒီလတဲ့တဲ့မှာဖြစ်မဖြစ်ပါမလားဆိုတဲ့ဟာကဟိုကိုကိုကိုလက်လျှော့ထားမျိုးထပ်ထားတတ်တဲ့သူမျိုးလေးတွေပေါ့နော်ကိုကိုကိုအာအမလို့အမရဖြစ်တဲ့သူမျိုးလေးတွေကိုကို confidence အားနည်းနေတာပေါ့ ကိုလောက်တာတဲ့ဟာလေးတွေဖြစ်မှဖြစ်ပါမလားပေါ့အဲ့ဒီလိုမျိုးဖြစ်တဲ့သူလေးတွေဒီလထဲထဲမှာအဆင်ပြေမယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့မောကတော့တော်တော်များများခံစားရတာကအလုံးရှောက်ထားတာကြာပြီးအလုံးကိုအင်တာဗျူးမခေါ်သေးဘူးအလုံးမရသေးဘူးဒီလိုလူမျိုးလေးတွေဒီလထဲထဲမှာကန်ကောင်းတတ်တယ်အဲ့ဒီလိုမျိုးပဲပေါ့နော်ဒီမှာ customer ကိုက proposal တွေလောက်ထားတယ် quotation တွေတင်ထားတယ်အလုတ်အလုတ်တွေပေါ့နော်ကိုက propose တွေလုပ်ထားတယ်ဒီအပေါ်တွေမှာပြန်ပြီးတော့အာပြောရရင်တော့ကိုကိုကိုလမ်းလျှော့လိုက်တဲ့သူမျိုးလေးတွေတော်တော်များများပေါ့နော်ကြာနေလို့ပေါ့နော်ရမရပါတော့မလားအော်မဖြစ်နိုင်လို့ထင်ပါတယ်အဲ့ဒီလိုလူမျိုးလေးတွေဒီလထဲထဲမှာအာကိုကိုက မမြောင်လင့်ထားပေမဲ့အဲ့ဒီလိုမျိုးအရာမျိုးလေးတွေရတတ်တယ်ဖြစ်တတ်တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့အာဒီလာကကန်ကောင်းမဲလာလို့ပြောလို့ရတယ်ပေါ့နော်အရှိအရှိတွေမှာအလောက်ကင်တွေမှာ energy နည်းနေတယ်ဆိုရင်တော့ဒီလာကတော့ကန်ကောင်းတဲ့အလောက်ကင်ကန်ကောင်းတဲ့လာလို့ပြောလို့ရပါတယ်အဲ့တော့ဒီလာထဲထဲမှာကိုမမြော်လင့်ထားတဲ့မတင်ထားတဲ့ကိစ္စရက်တွေအလုံးမှာ အာတွေ့ရကြုံရမယ်ကြားရမယ်ဖြစ်ပေါ်မယ်ဆိုတာတွေ့ရပဲမယ်အာကောင်းသောကောင်းသောအရာတွေလည်းရှိတယ်ဆပ်ပရိုက်စ်ဖြစ်စရာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကို့ ဒီပုံရင်လောက်ဖော်ကန်ဘတ်တွေနဲ့ကိုယ့်ရဲ့တကူရေမှာတော့အလုံးကန်လေးတွေအဆင်ပြေနေမယ်ဆိုတဲ့ပုံစံလေးကိုတော့တွေ့ရပါတယ်ရှင်။ဒါကအလုံးကန်နဲ့ပတ်သက်ပြီးတော့အဲ့တော့ဝေးရေးစိတ်နဲ့ပတ်သက်ပြီးဆက်လေ့လာပေးပါမယ်။အဲ့တော့အောက်တိုဘာ2025ထဲထဲမှာမေလမွေးဖွားတဲ့သူလေးတွေပေါ့နော်ဝေးရေးစိတ်နဲ့အချင်းလေးကိုမမလေးလာကြည့်ကြပါမယ်။ Page of Pentacles s o u c e okay အဲ့တော့အာဒီလာထဲထဲမှာပေါ့နော်อืมငွေကြီး energy လေးတွေကပြဿနာလဲဝင်နေပြဿနာလဲအရင်ထွက်တယ်အော်အဝင်နဲ့အထွက်နဲ့ရလေလုံးဝ balance အချိုးကျနေရပါတော့အမှန်မှမတတော့မဖြစ်ဘူးဝင်လာဝင်နေထွက်လာထွက်တယ်အဲ့ဒီလိုမျိုးပေါ့နော်အဲ့တော့ဒီလတဲ့တဲမှာငွေကြေးနဲ့ပတ်သက်ရင် အာအထွက်ကတော့ဟိုရာငိုင်းနှုန်းချိုးချကြည့်မယ်ဆိုရင်တော့အထွက်ကတော့အာလိုလာချက်ပို့ပြီးတော့များတာမျိုးတွေတွေ့ရတယ်အဲ့တော့ဒီလထဲထဲမှာငွေကြီးကနောက်ပိုင်းကျရင်နည်းနည်းကျက်တတ်တယ်ဒီလအကုန်ပေါ့နော်နောက်ဆုံးပတ်တို့ဘာတို့ကျရင်နည်းလေးငွေကြေးတက်တက်တယ်အဲ့တော့အလုံးကိုင်နေနဲ့ဆက်ဆက်တဲ့ငွေကြေးနဲ့ပတ်သက်ရင်တော့ငွေကြေးတွေရလာတာမျိုးပေါ့နော်ဒီလုပ်ငန်းလေးတွေတိ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 လေးတွေရနေမှာငွေကြေးရလာတာမျိုးအာငွေက အလုံးရင်နဲ့ဝင်တာမဟုတ်ဘူးဟိုဘယ်လိုကောင်မလဲတနေ့နဲ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 ့စီနဲ့တော့ရတယ်အလုံးလုံးနေတဲ့သူတွေပေါ့နော်တနေ့ဒါနေ့စဉ်ဝင်ဝင်နဲ့သွားနေတဲ့သူမျိုးလေးဆိုရင်တနေ့နဲ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 ့စီကငွေဝင်နဲ့သို့ပေမဲ့အာထွက်ပြီဆိုရင်တစ်လုံးတစ်ခဲတည်းငွေထွက်တတ်တယ်ပေါ့နော်ဒါမျိုးလေးကိုတွေ့ရတယ်မေလာဘွန်လေးတွေအဲ့တော့ဒါဝင်တန်းနေပါလေလုံနေတဲ့သူလေးတွေဆိုရင်တော့အာပြောရရင် ကိုယ့်ရဲ့လောကလာစာပေါ့နော်ကိုယ့်ရဲ့လောကလာစာနေတာတွေဘာတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ထဲထဲမှာအဆင်မပြေဖြစ်တာမျိုးလေးတွေတော့ဖြစ်တတ်တယ်အလုတ်အသစ်တွေရှာခြင်းနဲ့လောကလာစာပေါ်မှာနေလို့အလုတ်အသစ်ရှာခြင်းတာမျိုးလောကလာစာမလောက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေတော့တွေ့ရတယ်ဒါကြောင့်မို့လို့ဒီမေလာပေါ်လေးတွေ ကိုဒီလကုံပိုင်းနောက်ပိုင်းနောက်ဆုံးဘက်ပေါ့နော်ဒီလောက်ကြရင်ကိုရဲ့ငွေကြီးအခက်ခဲလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးစစ်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 ကလေးနဲ့ဒါဟိုလမကုံခင်ပတ်စံကုံသွားလာမျိုးမဖြစ်ရအောင်စစ်စစ်ပြီးတော့သုံးဆွဲနိုင်ဖို့ဘုံကဒီလေတဲ့မှာအကြံပြုချင်ပါလေရှင်အဲ့တော့ okay မိလာဘုံလေးတွေပေါ့နော်ဒီအောက်တိုဘာ2023မှာကျမ်းမာရေးကိုကြည့်ပြပါမယ်အော်မိလာဘုံလေးတွေရဲ့အောက်တိုဘာ25ကျမ်းမာရေးအချိန်လေးဟုတ် တူကြာလာတယ်နော်အဲ့တော့ six of pentacles knight of wands two of cups အဲ့တော့ဒီမေလပေါင်းလေးတွေဒီကျမ်းမာရေးနဲ့ပတ်သက်ရင်နည်းနည်းလေးပေါ့ဟိုရှောင်းတခင်ပေါ့နော်အဲအဲ့ဒီလိုမျိုးဒီကျမ်းမာရေးကိစ္စလေးတွေတော့ပေါ်တတ်တယ်အဲ ဒီလတဲ့ထဲမှာကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုပေါ့နော်ဟိုဆင်းဆွဲတောက်ဖို့အတွက်ပေါ့နော်ဥမာရှောင်းတခင်ကျန်းမာရေးကိစ္စပေါ်တယ်ဆိုပေမဲ့ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဆင်းဆွဲတောက်ရတာမျိုးဖြစ်တတ်တယ်ဥမာ၂လလား၃လလားပေါ့နော်အဲ့လိုမျိုးဆင်းဆွဲတောက်ပြီးတော့နောက်၂လ၃လကြာရင်ပြန်ပြီးတော့ဆစ်ဆေးမယ်လို့ပြုမယ်လို့အဲ့ဒီလိုမျိုးကိစ္စမျိုးလေးတွေဖြစ်တတ်တယ်မေဘွန်လေးတွေထဲမှာပေါ့နော်အဲ့တော့ အာအရင်တိတိမမယောဂရီတော့မဟုတ်ဘူးတို့ပဲမဲ့ပေါ်လာတဲ့ဒီကျန်းမာရေးပြဿနာလေးကဆေးကိုနလသုံးလဆွဲပြီးတော့တောက်ရတာမျိုးအာပြီးရင်နောက်နလသုံးလကြာတဲ့အခါကျရင်ကျန်းမာရေးပြန်ပြီးတော့စစ်ဆေးရတာမျိုးအဲ့ဒီလိုမျိုး case မျိုးလေးတွေတော့ဖြစ်တတ်တယ်ဒါပေမဲ့အရန်တိတိမမလားဆိုတော့တော့မဟုတ်ဘူးဒီလထဲမှာဒီလို case မျိုးဖြစ်လာခဲ့တယ်ဆိုရင်တော့မွားတော့အာခုနပြောသလိုမျိုးပေါ့နော်အဲ့လိုမျိုးကိုဆေးကိုနလသုံးလဆွဲတောက် ရမယ်ဆိုရင်လဲဆွဲတောက်တက်ပါတယ်လို့ဘုံကပြောပြချင်ပါတယ်အဲ့တော့ဒီလမှာပေါ်ပေါက်လာတဲ့ဈာမရေးကိစ္စလေးတွေကနောက်နှလသုံးလအထိကိုကလေအာတတသွားပြီဆိုပြီးတော့ဟိုလက်လွတ်စပယ်မထားဘဲနဲ့နောက်နောက်နှလသုံးလတီကို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 ပေါ့နော်အများတတိတာပြီးတော့အစင်ချင်ကြည့်ပါလို့ပြောပြပေးချင်ပါတယ်ကိုကသွေးတိုးတာပဲဖြစ်ဖြစ်သွေးကျတာပဲဖြစ်ဖြစ်နောက်ဆုံးဟိုမူးမော်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးတွေပေါ်မှာအဲတတိကလေးတွေပဲဆိုပြီးတော့ မပေါ်ရောလိုက်ပါနဲ့လို့ပြောပြပေးချင်ပါတယ်။နောက်နှစ်လသုံးလအထိကိုအခုဒီလမှာပေါ်ပေါက်လာတဲ့ရှောင်းတခင်ကိစ္စလေးတွေကိုဂယုတဆိုင်ကလေးနဲ့ကိုကိုကိုတတိထားပေးပါလို့ပြောပြပေးချင်ပါတယ်ရှင်။ဒါကမေလပုံလေးတွေအတွက်ကျမရေးပေါ့နော်။မေလပုံလေးတွေရဲ့ဒီ2025အောက်တိုဘာလအခြေရေ โอเคအဲ့တော့မေလပုံလေးတွေဒီအောက်တိုဘာလချစ်ရီယာမွန်တန်ကမှာအာခန်းစားမိရပေါ့နော်ဟို break up ဖြစ်ထားတဲ့သူတွေပေါ့ break up ဖြစ်သွားတယ် break up ဖြစ်ထားတဲ့သူတွေအာပြန်ဆုံစည်းအာပြန်ပြီးတော့ပျော်ရွှင်ပြီးတော့ပြန်အဆင်ပြေတာမျိုးလဲဖြစ်တတ်သလို break up ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအာ အစ်စ်ပေါ့နော်အစ်စ်အစ်စ်တွေနဲ့တွေ့ပြီးတော့ပျော်ရွှင်ရတဲ့အာ RS တစ်ခုခုကိုတွေ့ရတာမျိုးလည်းဖြစ်တတ်တယ်အဲ့တော့မောကဒီထဲမှာဗာခံစားရလဲဆိုတော့မေလာပွန်လေးတွေဟိုတခါသေးခွဲပူပြီးပြီးအဲတခါပရိကက်ဖြစ်တာပြီးပြီးတိတ်မကြခင်ကပရိကက်ဖြစ်တာပြီးပြီးအသေးခွဲပူပြီးပြီးဆိုရင်တောင်မှအခုဒီလာတဲ့ဒီလာတဲ့ထဲမှာ ဆက်ကွဲနေမယ် energy တော့မဟုတ်ဘူးအဲတော့အဟောင်းနဲ့ဖြစ်ဖြစ်အစ်စ်နဲ့ဖြစ်ဖြစ်ပြန်လဲအစဉ်ပြေတာအဟောင်းနဲ့ဖြစ်ဖြစ်အစ်စ်နဲ့ဖြစ်ဖြစ်အပြန်ဟိုကိုကိုကိုပေါ့နော်ပျော့ပျော့ရွှင်ရွှင်နဲ့ဟိုအရှိဆက်မယ်ဆိုတဲ့ပုံစံကိုတွေ့ရတယ်အဟောင်းပဲလာလာအစ်စ်ပဲလာလာကိုတယောက်တည်းရှိနေပါစေအောင်ကိုကိုကိုအစဉ်နေပြေနေရမျိုးပေါ့နော်ဒီလားကတော့အချိန်ကန်တော်တော်လေးအစဉ်ပြေတယ်မြစ်တားကန်တော်တော်လေးအစဉ်ပြေတယ် ဘယ်သူမှမရှိရင်တော့ကိုကိုတယောက်တည်းနဲ့ပျော်နေတာဘယ်သူမှမရှိရင်တော့ကိုကိုတယောက်တည်းနဲ့အဆင်ပြေနေတာနှစ်ယောက်ရှိလဲနှစ်ယောက်နဲ့အဆင်ပြေတာတယောက်ရှိလဲတယောက်နဲ့အဆင်ပြေတာအဲ့ဒီလိုမျိုး energy မျိုးကိုတွေ့ရပါတယ်အဲ့တော့ဒါပေမဲ့ mon ဒီမှာပါတွေ့ရလဲဆိုတော့မေလဘုံလေးတွေအရှိမ break up ဖြစ်ထားတဲ့သူတွေတော်တော်များများနောက်ဆက်တွဲရတော့ဟို ိုပျော်စရာပေါ့နော်ပျော်စရာ energy တွေကြီးပဲတွေ့ရတယ်ဘရိတ်ကဖြစ်ထားလို့ဝမ်းနေနေတယ်ဆိုရင်တော့မှဒီလထဲတန်းမှာသူ့အတူပျော်စရာတွေကတစ်ခုပြီးတစ်ခုပေါ်လာနိုင်မယ်ပေါ့နော်ဒါမျိုးလေးကိုတွေ့ရပါတယ်အဲ့တော့အသေးထိုင်ကွဲနေမယ် energy မျိုးအသေးထိုင်ကွဲနေမယ်သူတွေသူမျိုးတွေတော့မဟုတ်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်ရှင်အဲ့တော့ဒီထဲတန်းမှာအာဒီလကတော့อืม တခြားအရေးတွေထပ်ဆောင်ရင်အချစ်ရေးကတကယ်ကိုကိုယ့်ရဲ့ဘဝမှာပျော်ရွှင်ရတဲ့ major energy ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်အဲ့တော့အတူတူရှိနေရဆိုရင်လည်းပျော်စရာလေးဖြစ်မယ်ဝေးကွာသွားတဲ့တက်ဆိုရင်တော့မတယောက်တည်းပျော်နေမယ်မဟုတ်ရင်တယောက်ယောက်ရောက်လာပြီးတော့ပျော်ရွှင်ရမယ်ဒီလို energy မျိုးကိုပဲတွေ့ရပါတယ်ရှင်အဲ့တော့မေလပုံလေးတွေအဆအဆရေအဆင်ပြေပါစေလို့ငါဆုတောင်းပေးပါတယ်ရှင် မင်္ဂလာပါရှင်ရှန်နယ်လပ်ဖိုင်မကနေပြန်လည်ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ရီတယ်လေးကတော့အောက်တိုဘာ2025မှာပေါ့နော်။အဲ့တော့ဂျွန်လမွေးဖွားသူလေးတွေအတွက်ကိုမင်္ဂမန်ကလီရီတယ်လေးကြည့်ပေးမှာဖြစ်ပါရစေ။အဲ့တော့ပထမဦးဆုံးအနေနဲ့ဒီလအထဲထဲမှာပေါ့နော်။ဒီအောက်တိုဘာလအထဲထဲမှာဂျွန်လဘွန်လေးတွေကအလို့အကောင်ဘလို့အန်နဂျီမျိုးလေးတွေဖြစ်မယ်ဆိုတာမင်းလေးကကြည့်ကြရအောင်။ဂျွန်လဘွန်လေးတွေရဲ့အောက်တိုဘာလအလို့ င်းလေးတွေရဲ့အော်တိုဘာလအလုတ်ကိုင်းအဲ့တော့ဂျော်လာပေါင်းလေးတွေအလုတ်ကိုင်းနဲ့ပတ်သက်ရင်လေမောင်ကဒီတဲ့တဲ့မှာဟိုမလုတ်ရဲမကိုင်းရဲကိစ္စဖြစ်နေတာမျိုးတွေပေါ့နော်ရှိရယ်ဆိုရင်အာလုတ်သိရလားလုတ်လိုက်ရင်ကောင်းပါမလားအဆင်မပြေပါမလားပေါ့နော်အဲ့ဒီလိုမျိုးပေါ့ဟိုကိုယ်စိတ်ထဲထဲမှာလေတခုခုကြီးရအဲ့ဒီကိစ္စကြီးရဲ့အကြီးကြီးက ကျမဖြစ်ပါမလားဗောနော်အဲ့ဒီလိုမျိုးစိုးရိမ်ပူပန်စိတ်မျိုးဗောအာကိုကိုကိုယုံကြည်မှုနည်းနည်းလေးအားနေနေတဲ့သူမျိုးအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တော့မလေးဟိုစ조사ကြည့်ပါလုံးဆရာရှိရာဆက်ပြီးတော့လုတ်သွားကြည့်ပါဗောနော်အဲ့တော့ဒီကိုကြောက်နေတယ်ဆိုရင်အာအရှိမဆက်သွားမယ့်နေရာမှာလမ်းပိတ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ဘလို့ပဲဖြစ်ဖြစ်ရတယ်ငါလုံးကြည့်မယ်လုံးကြည့်မယ်လုံးကြည့်မယ်ဆိုပြီးတော့နည်းနည်းလေးအာသွန်ခွန်ဆိုင်နေပေါ့နော်စိတ်ကလေးကိုလည်းတင်းပြီးတော့စူးစမ်းသွားမှသာ ဒီကြောင်ပေါင်းလေးတွေကအလုံးမှာဟိုတီတီမြဲမြဲနဲ့ပေါ့နော်အာအဆင်ပြေပြေနဲ့ခန့်ခိုင်မှမှဖြစ်မယ်ဆိုတာကိုတွေ့ရတယ်အခုလက်ရှိမှာအလုံးလုံးနေတဲ့သူလေးတွေစိတ်အဆင်မပြေဘူးလုပ်ငန်းခွင်မှာစိတ်အဆင်မပြေဘူးအဆင်မပြေနေဘူးစိုးရင်တောင်မှဟိုဘယ်လိုကောင်းမလဲအာရက်ရက်တက်လိုက်တာမဟုတ်ဘဲနဲ့ဆက်ပြီးတော့အရှိကိုသွားစေခြင်းနဲ့ဆက်ပြီးတော့ပေတေခေါင်းမှပြီးတော့ပေါ့နော်အဲ့လိုမျိုးအာဟို ကိုကိုကိုစိတ်ထက်ခိုင်ခိုင်မာမာနဲ့စူးစမ်းနိုင်မှတော်တာကြမယ်ဒါမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အလုံးမရသေးဘူးဆိုရင်လည်းစိတ်ထက်ကြပြီးတော့အလုပ်ကိုတော်ပြီးမရှာတော့ဘူးတွေပါရင်မလုံနဲ့ရက်မတန်လိုက်နဲ့ပေါ့နော်အဲ့တော့ရှာပါစူးစမ်းပါမောကတော့ဒီထဲမှာအလုံးမရသေးဘူးဆိုတဲ့သူလေးတွေဒီလထဲထဲမှာအလုပ်ခေါ်တာမျိုးအလုပ်အင်တာဗျူးဝင်ရတာမျိုးပေါ့နော်အဲ့ဒီလိုမျိုး energy မျိုးကိုတွေ့တဲ့အတွက်ကြောင့်မို့လို့ကိုအလုံးအလုံးရှောက်ဖို့ရည်ရွယ်ထားတယ်ဆိုရင်ရှောက်ပါ ရှောက်ရှောက်ရှောက်အလုပ်ကိုရှောက်ပါ ကိုလက်ရှိလုပ်ငန်းခွင်နဲ့ရောက်နေတဲ့ဆိုရင်လည်းအလုပ်ထွက်ဖို့ဆိုတာထက်နည်းနည်းလေးပို့ပြီးတော့ခေါင်းမပေတေပြီးတော့စူးစမ်းကြည့်ပါအောင်လားပေါ့နော်ဒါမျိုးလေးကိုမွားအကြံပြုပေးခြင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတယ်ဆိုတော့ဒူလေးတွေပေါ့နော်နည်းနည်းလေးကိုယ့်ရဲ့စီးပွားရေးကအရှိတိုးရင်ကောင်းမလားနောက်ဆိုရင်ကောင်းမလားအရင်ကြီးတော့လဲဟိုဒီဝင်ဝင်ကြီးကကောင်းမနေဘူးဘယ်လိုလုပ်ရင်ကောင်းမလဲဆိုရင်နည်းနည်းလေးဆိုရှယ်မီဒီယာတို့ဘာတို့ကိုကြော်ညာလေးတွေပါလေးပေါ့နော်ကြော်ညာအားလေးနဲ့အားဖြည့်ပြီးတော့နည်းနည်းလေးသုံးကြည့်ကြည့်ပါ update လုပ်ကြည့်ကြည့်ပါအာပြီးတော့ဟိုဒီကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခိုင်ခိုင်မာမာရှိတယ်ဆိုတဲ့ပုံစံမျိုးကိုအများအားဒီ အကြော်ညာနေတဲ့ပုံစံမျိုးဆိုရှယ်ပိုင်းနဲ့အဓိကထားပြီးတော့အကောင်းကောင်းနဲ့သွားပါလို့မွားတော့ပြောပြပေးချင်ပါတယ်အဲ့တော့ချွန်ဘွန်လေးတွေအတွက်ကိုပေါ့နော်အဲ့တော့ငွေကြေးကန့်လေးကိုလေးလေးပေးပါမယ်ချွန်ဘွန်လေးတွေ ဂျွန်ဘွန်လေးတွေရဲ့ငွေကြေးကံကိုကြည့်ရင်လေဂျွန်ဘွန်လေးတွေကဘာမှမလုပ်ဘဲနေရင်ဘာမှဖြစ်မလာတဲ့လူမျိုးတွေပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူများတွေကကြတော့သူကံထောက်ပံ့လေးတွေရှိတယ်ဆိုပေမဲ့ဂျွန်လမွေးဖွားတဲ့သူလေးတွေကကိုကြိုးစားနေမှာကိုယ့်ရဲ့ ဝင်ငွေတွေဆိုတာရလာမှာဆိုတဲ့ပုံစံကိုတွေ့ရတယ်။အဲ့တော့အလုပ်တွေနဲ့ပတ်သက်ပြီးရင်ကိုကပဲရှေ့ထွက်ပါကိုကပဲစပါကိုစလိုက်တဲ့ခြေလမ်းကနောက်ဆက်တွဲတွေအရန်ကောင်းတယ်။အဲ့တော့မျောနေတာမျိုးမလုံးနဲ့အဲကံကောင်းမလားဆိုရင်ထီထိုးတာတွေပါတယ်ဆိုတာတဲ့ထီထိုးပြီးရလာတဲ့ဝင်ငွေထက်စူးစမ်းပြီးရလာတဲ့ဝင်ငွေရမှကြုံပုံလေးတွေအတွက်ကံဟိုပေါ့နော်ငွေကြီးကံကောင်းမယ်ဆိုတဲ့ပုံစံကိုတွေ့ရတယ်အဲ့တော့ကိုစူးစမ်းမှရမယ်ကို ဟိုကိုကနေစာမှာရလာမယ်ငွေကြီးအထောက်ပံ့တွေကိုပဲမွန်တွေ့ရတယ်အဲ့တော့ကန်အထောက်ပံ့ထက်စာရင် physically စူးစမ်းလို့ရလာတဲ့ကန်အထောက်ငွေကြီးကပို့ပြီးတော့ညာလိမ့်မယ်မွန်တီတဲ့တမှာတွေ့ရတာကဂျွန်ဘောလေးတွေတခုခုကိုလှုပ်ချင်တယ်ငွေကြီးရင်းနှီးမြှုပ်နှံပြီးတော့တခုခုလှုပ်ချင်တယ်ဆိုရင်စကြည့်ကြည့်လိုက်ပါ project တိတိလေးရနေမှာပေါ့နော်အဲ့တော့တိ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 လေးရနေမှာစကြည့်ကြည့်လိုက်ပါအဲ့တော့အခုဒီလမှာစတဲ့ project တွေပဲဖြစ်ဖြစ်အခုဒီလမှာ ရလာတဲ့လုပ်ငန်းတွေပဲဖြစ်ဖြစ်ကတဖြည်းဖြည်းနဲ့နောက်တစ်ချိန်မှာအရန်ကိုတိုးွားလာလိမ့်မယ်ဆိုတဲ့ပုံစံကိုတွေ့ရတယ်ဟိုဘယ်လိုကောင်းမလဲကိုကရင်းနှီးမြှုပ်နှံထားတာထက်ကိုမှ အာဆယ်စားပေါ့နော်ဆယ်စားလောက်ထိတက်နိုင်တဲ့ energy မျိုးကိုတွေ့ရတယ်ဒါပေမဲ့အခုကစပြီးတော့စရမယ့် energy ဖြစ်တဲ့အတွက်ကြောင့်မလို့ investment လုပ်တဲ့ချိန်ကျရင်အများကြီးရင်းနှီးမြှုပ်နှံပြီးတော့မှ invest လုပ်တာတဲ့မြေဆန်းခရံပြိုးနဲ့စပြီးတော့ကြိုးစားရင်တဖြည်းဖြည်းတဖြည်းဖြည်းတိုးသွားတဲ့လုပ်ငန်းမျိုးတွေကဂျွန်ဘွန်လေးတွေအတွက်ပို့ပြီးတော့ကောင်းနေဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒါကငွေကြီးနဲ့ပတ်သက်ပြီးတော့လေ့လာပေးတာပါအဲ့တော့ဂျွန်ဘွန်လေးတွေရဲ့အောက်တိုဘာလ2025ရဲ့စက်မှရေး ยลีลาไปมาในเชียนเจ้าพ่อให้หลีอาตุมาละนาเท่านาสังนาเจ้ามาเยี่ยคอนเฟรนซ์โอเคอะรจอมพลเรดีลาเทเรมาลีโอกูก็ปูแมลีบ่เนาะปูแมลีนิ่ม နေတဲ့ဂျွန်ဘောင်းလေးတွေဟိုနဲ့အထိုင်နဲ့အထိုင်များတယ်အလောက်ရှားနေတယ်အဲ့ဒီလိုမျိုးအေးဆက်ဆက်ကြီးပေါ့နော်အဲ့ဒီလိုမျိုးနေတတ်တဲ့ဂျွန်ဘောင်းလေးတွေရှိတယ်ဆိုရင်တော့ဒီလကလေအတက်နိုင်ဆုံးကတော့နည်းနည်း physical ပေါ့နော် exercise လိုမျိုး physically ကျန်းမာဖို့အရန်အရေးကြီးတယ်ဆိုတာကိုတော့မွန်တီရက်မှာအာတွေ့ရပါတယ်အဲ့တော့ ဂျွန်ဘုံးလေးတွေကို အထိုင်အထိုင်မနေ့ဟိုအထိုင်မများစေချင်ဘူးပေါ့နော်နည်းနည်းလေးကိုကိုကိုပြန်ပြီးတော့ညာပြန်ပြီးတော့ physical exercise လေးတွေကိုနည်းနည်းလေးပို့ပြီးတော့ကြိုးစားကြည့်ကြည့်ပါလို့ပြောပြပေးချင်ပါတယ်အဲ့တော့အထိုင်များတဲ့ဂျွန်ဘုံးလေးတွေမှာဟိုကို့မှာဘယ်လိုကောင်းမလဲဒီတဲ့မှာဆိုရင်ဘာတွေ့ရလဲဆိုတော့နည်းနည်းလေးဟိုအညောင်းထိုင်တာလို့ပါလို့လေအဲ့လိုမျိုးဒီ အကြီးပေါင်းလို့လိုမျိုးအညောင်းထိုင်တာလိုမျိုးအဲ့ဒီလိုမျိုးလက္ခဏာမျိုးတွေတွေ့ရတယ်ဒါကြောင့်မို့လို့ခန္ဓာနာတွေဘာတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အထိုင်များပြီးတော့ဖြစ်တဲ့ဟာမျိုးပေါ့နော်အထိုင်များပြီးတော့တွေးကြတာခန္ဓာနာကြီးပေါင်းလိုမျိုးဖြစ်တာအဲ့လိုမျိုးတွေ့ရတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေး physically ပေါ့နော် ကိုလက်လှုပ်ရှားအားကစားချွေးချွတ်အောင်လုပ်မယ်အဲ့ဒီလိုမျိုး strength ကောင်းကောင်းနဲ့လုပ်လိုက်မယ်ဆိုရင်တော့အဲဂျွန်ဘုန်းလေးတွေဒီလာမှာပို့ပြီးတော့ကျမရေကောင်းလာလိမ့်မယ်နင်ငြိမ်ပြီးတော့နေတာထက်စားရင်လည်းလှုပ်လှုပ်ရှားရှားပို့ကောင်းတယ်ဒါလေးကိုတော့တွေ့ရတယ် နောက်ထပ်တစ်ခုကကြတော့ဂျံပေါ်လေးတွေအစားအသောက်ပေါ့နော်အစားအသောက်တို့ကတော့လေအဲ့လိုမျိုးလေးခံစားရတယ်ပေါ့နော်အစားအသောက်တို့ကတော့လည်းပတ်သက်ရင်နည်းနည်း diet လောက်တာ balance လောက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေကိုလုပ်ပါလို့ပြောပြပေးချင်ပါလေအချို့အီအစိတ်နေတအားစားတာမျိုးတွေအချိန်ငယ်အစိတ်တအားစားတာမျိုးတွေတက်စားရင်ပုံမှန်ပေါ့နော်လုံးဝမစားနဲ့ဆိုတာတဲ့ balance ဆိုတဲ့ပုံစံမျိုးလေးနဲ့သွားပါအဲအဲ့ဒါလေးကိုပြောပြချင်တယ်အဲ့တော့ဂျံပေါ်လေးတွေကတစ်ခုခုမှာပေါ့နော်အရန်ဟိုအာ တခုခုမှာအရင် strong ဖြစ်ပြီးတော့လေအဲစားတာတောက်တာလေးတွေထပ်စားရင် balance လုပ်ပြီးတော့ diet လုပ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးစားတောက်နေတိုင်းမှုပုံစံလေးမျိုးပြင်ကြည့်ပြောင်းကြည့်ကြည့်ပါဒါတော့ကျန်းမာရေးကတော့ကြီးကြီးမားမားကြီးတော့မဟုတ်ဘူးကိုယ့်ရဲ့ physical exercise physically ကိုပို့ပြီးတော့ကျန်းမာဖို့အရင်ရည်ကြည်ရဲ့လို့တွေ့ရပါတယ်ကျွန်ပေါ်လေးတွေအတွက်2025အောက်တိုဘာလအချိန် จมวกลีเด็กว่าอัตวไปละนัดทำลาสั่งละชีเซเว่นออฟแพนดิคอลส์จมวกลีเด็กเอาตัวไปละนัดทำลาสั่งละชี้เซ่นออฟคัพส์เดอะน โอเคจมโบเล่เรดีออโตบาล2025အချစ်ရေးကလေရွေးချယ်ရခန့်နေတာဗောနော်ရွေးချယ်မှုတွေအများရွေးချယ်ရခန့်ကိုဘေးနာအမ်မော်ဒယ်မှာပါတွေ့ရလဲဆိုတော့จมโบเล่တွေမှာတူတူအောင်တယ်မဟုတ်ဘူးကိုဘေးနာမှာလည်းရှိတယ်ကိုမျက်စိရှိမှာလည်းရှိတယ်ကိုရဲ့နောက်ပတ်ဝန်းကျင်မှာလည်းရှိတယ်အဲ့အဲ့ဒီလိုမျိုးဗောနော်အာရွေးရခန့်ကြီးဗောအဲ့ဒီလိုမျိုး energy မျိုးကိုတွေ့ရတယ်သို့ပေမဲ့ဒီလအထဲထဲမှာက ဘဲဟာကိုကိုကလည်းကိုမသေးကြနေဘူး1လား2လား3လားမသေးကြနေဘူးဆိုပေမဲ့ဒီလထဲထဲမှာတော့ရှင်းရှင်းလင်းလင်းပြက်ပြက်သားသားဘာကိုရွေးချယ်တဲ့နဲ့ဘာကိုလုံးတဲ့နဲ့အဲဘာကတော့ပူကောင်းနေဆိုတာကိုအာဂျွန်ပွန်လေးတွေကဒီလထဲထဲမှာသိလာလိမ့်မယ်ပေါ့နော်အဲတိတိသားသားလေးတွေတွေ့ရတယ်ဒါကြောင့်မလို့ဒီလထဲထဲမှာအာနေစွန့်ကျင်လဲစွန့်စွန့်နေသူတွေလည်းများပါပေါ့နော်အဲ့တော့စွန့်နေသူတွေလည်းများတယ်အဲအဲ့ဒီလိုပဲကိုက အာလူတယောက်တည်းရှိနေတယ်ဆိုရင်တောင်မှအဲ့လူတယောက်တည်းပေါ်မှာလေအတွေးတွေအာယုံတွေကများတယ်ဥမာဒီလူတယောက်ကဟိုဘယ်လိုကောင်းမလဲအာရုပ်ရည်ပိုင်းဆိုင်ရာဒါဥစ္စာပိုင်းဆိုင်ရာပညာရည်ချင်းပိုင်းဆိုင်ရာအာကိုရမှုဒါတွေဒါတွေဒါတွေအများကြီးခေါင်းစဉ်တွေအောက်တန်းထဲမှာလူတယောက်ကိုလေဟိုအဲ့လိုမျိုးအအများကြီးခေါင်းစဉ်တွေနဲ့ခန္ဓာဆောင်ကားပေါ့နော် ကြည်ပြီးတော့စဉ်းစားရခန့်နေရမျိုးတွေဖြစ်မယ်ဆိုရင်တောင်မှဟိုထင်ထင်ရှားရှားပေါ့အာဘယ်အပိုင်းကတော့ကောင်းတယ်ဘယ်အပိုင်းကတော့မကောင်းမှုအဲဘယ်သူကတော့ကောင်းတယ်ဘယ်သူကတော့မကောင်းမှုဘယ်အခန်းခဏမှာတော့သူကတော့ဘလို့ဖြစ်တယ်ဒါလေးတွေကိုရှင်းရှင်းလင်းလင်းသိလာလိမ့်မယ်ပေါ့နော်ဒါဂျုံပေါ်လေးတွေမှာပါတွေ့ရလဲဆိုတော့အချက်ရေးထက်ဆိုင်လူမှုရေးရောတာမျိုးတွေတောင်တွေ့ရတယ်အဲ့တော့လူမှုရေးအရာဆိုရင်လည်း ကိုရဲ့ပတ်ဝန်းကျင်မှာကောင်းဤစိုးဤဆိုတဲ့လူတွေလူတွေကိုခွဲခွဲခြားခြားမြင်လာလိမ့်မယ်တိတိတတ်တာမြင်လာလိမ့်မယ်စိုးရင်လည်းစိုးတဲ့လူတွေကိုတွေ့လာလိမ့်မယ်ကောင်းရင်လည်းကောင်းတဲ့သူတွေကိုအများကြီးတွေ့လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးကိုတွေ့ရပါတယ်ရှင်အဲ့ဒီမိုးလေးတွေအစစအရာအဆင်ပြေပါစေလို့မိုးကဆုတောင်းပေးပါတယ်